ားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးကတော့ပန်းလောင် ecology စဉ်အပိုင်းဆက်ဗီဒီယိုလေးဖြစ်ပါတယ်ရှေ့မှာလည်းနှစ်ပုတ်တင်ပေးထားတယ်ပေါ့နော်ဒါကတော့ရှေ့ကနှစ်ပုတ်ရဲ့အဆက်ပါအရှိမတင်ထားတဲ့ဗီဒီယိုရဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်ဆက်လီနဲ့ရေတခုန်တွေသွားကြည့်ပြီးတော့ပြန်လာတဲ့အပြန်မှာဆက်လီဘောကနေမြစ်ထဲကိုခုံချပြီးတော့အသက်ငယ်အင်ကြီးတွေနဲ့ပန်းလောင်မြစ်ထဲမှာရေစီးအတိုင်းမျောပြီးတော့ရေချိုးကြတယ်ရေကစားကြတယ် ပြီးတော့ပန်းလောင်အီကိုလိုကစီစဉ်ပေးတဲ့အမီးလေးတွေအချိုပွဲလေးတွေသုံးဆောင်ကြရင်စားသုံးကြရင်နဲ့ရေချိုးကြတယ်ပေါ့နော်အဲ့နေရာမှာကျွန်တော်ရက်လိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့နေရာလေးကနေဆက်ပြပါမယ်လိုက်ကြည့်ပေးကြပါအောင်ဗျာကျွန်တော်အခုရိုက်ပြထားတဲ့နေရာလေးကတော့ ဒါညပိုင်းမှာအိဆက်အနာယူကိုတစီစဉ်ဆောင်ရွက်ပေးထားတာလေးဖြစ်ပါတယ်။2ယောက်ထဲအိရှင်လား1ယောက်ထဲအိရှင်လား3ယောက်လား4ယောက်လားဒါစိတ်ကြိုက်စီစဉ်ခိုင်းလို့ရတယ်။ကိုကကွင်းမြင်မှာအိရှင်နေဆိုရင်လည်းကိုအိရှင်နေနေရမှာမိုးကတဲလေးတွေစီစဉ်ဆောင်ရွက်ခိုင်းလို့ရပါတယ်။ကျွန်တော်လည်းကွင်းမြင်မှာတော့အိရှင်နေပြ။ဒါပေမဲ့ကျွန်တော်တို့သွားတဲ့နေရာကမိုးကတောက်လျှောက်ရွာနေတာဆိုတော့လေအာကွင်းမြင်မှာအိလို့မရတဲ့အတွက်ကြောင့်မလို့ဒါတဲလေးတွေမှာပဲအိဆက်အနာယူကိုစီစဉ်လိုက်တာဖြစ်ပါတယ်။ပန်းလောင်အီကိုလုံးမှာ24နာရီမီးရတယ်ဆိုတော့ကျွန်တော်တို့ဖုန်းတွေပါရေးအကုန်တော့လို့အသွင်းနေတာဘာညာအတွက်လည်းလုံးဝအဆင်ပြေပါတယ်။ဆိုလာမီပေါ့နော်ဆိုလာနဲ့24နာရီမီးရအောင် စီစဉ်ဆောင်ရွက်ထားရည်လို့သိရပါတယ်။ဒါကတော့မိုးကဒေးလီထဲမှာစီစဉ်ပေးထားတဲ့အရခင်ဆောင်းခေါင်းလေးကိုရိုက်ပြပေးတာဖြစ်ပါတယ်ဗျာနော်။ကျွန်တော်အခုရိုက်ပြထားတဲ့နေရာဆိုရင်ဒါညနေဆောင်းလေးပေါ့နော်။ အရန်ဟိုမှာရှူကင်းလေးလှပြီးတော့ဒါအတငယ်ချင်းနေနဲ့စိုင်းတောင်းနေထိုင်မယ်ဆိုရင်တကယ်မိုက်တဲ့နေရာလေးပေါ့နော်ညပိုင်းမှာကျွန်တော်ဒီနေရာမှာညစာစားကြရင်လည်းဒီနားမှာထိုင်မှာဖြစ်ပါတယ်ရှူကင်းလာတဲ့နေရာတွေကလည်းအများကြီးဆိုတော့ဓာတ်ပုံရိုက်ရှင်တဲ့သူတွေအတွက်ကတော့ share plan နဲ့ share ရိုက်လို့ရတယ်ပေါ့နော်ရှေ့မှာတင်ထားတဲ့ video နှစ်ပုတ်မှာရောဒီ video မှာရောကျွန်တော်တေချာလေးရိုက်ပြပြီးတော့ပြပြပေးထားပါတယ်ဒါလာချင်တဲ့သူတွေပန်းလောင်ဤကိုလော့မှာဘာတွေရှိလဲဘယ်လိုလဲစရာရှိလဲဘယ်လိုမျိုးလဲဆိုတော့အသေးစိတ်သိအောင်ကျွန်တော်တေချာရိုက်ပြပေးတာဖြစ်ပါတယ်အခုညပိုင်းမှာကတော့ပန်းလောင်မြေကရေလွတ်နေတာဆိုတော့ရေတိုးနေပါတယ်ကျွန်တော်တို့အခုထိုင်နေတဲ့နေရာကိုထိဖို့တထောင်လောက်အလိုထိည ာပိုင်းမှာရေတက်တယ်လို့လည်းသိရပါတယ်ဗျာနော်ညာပိုင်းရေလွတ်တဲ့အချိန်ပေါ့နော်အဲတော့ကျွန်တော်တို့ညစာစားမယ့်နေရာလေးဖြစ်ပါတယ်ညစာအတွက်စီစဉ်ပေးထားတဲ့ဟင်းလေးတွေကတော့ငရုတ်သီးကျော်စိတ်သားချောက်တုပ်ကြောက်ပွင့်တုပ်ဝက်လက်နဲ့ဘူးသီးဟင်းချိုကစွန်ရွက်ကျော်ငယ်ရိုးကြော်လို့ဖြစ်ပါတယ်။ညာဘက်မှာဒါဆိုင်းတောင်ရင်နဲ့ပေါ့နော်ဟင်းပွဲအမြီးလေးတွေအတုပ်လေးတွေအကြော်လော်လေးတွေမှာယူနေတာဆိုရင်လည်းမှာယူပြီးတော့သုံးဆောင်လို့ရပါတယ်။ ကျွန်တော်တို့ဖွဲ့တော့ဒီနေရာလေးမှာတော်တော်လေးညာနေတဲ့ဒီထိုင်ဖြစ်ပါတယ်ဂီတာတီဗီသချင်းဆိုတဲ့စားကြတော့ကြရင်လည်းစကားလေးတွေပြောကြရင်အလာပါတလာပါလေးတွေတော်ကီဖုတ်ကြရင်လည်းဒီနေရာမှာတော်တော်ညာနေတဲ့ဒီထိုင်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဟိုတက်တိတ်ဆိတ်ဆိတ်နဲ့ကျွန်တော်တို့လာတဲ့ရက်ကလူအားလည်းရှင်းနေတာဆိုတော့တော်တော်လေးပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ကြာရလူချုပ်ရင်မကြိုက်ဘူးဆိုတော့အဖွဲ့ကြီးအများကြီးစုံထားတဲ့ဆိုင်ကိုအဖွဲ့နဲ့အဖွဲ့နင်းငယ်ပဲရှိတယ်ဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာညာနေတဲ့ဒီထိုင်နေပြီးတော့ညာအိတ်တယ် အဲတော်တော်ညနေမှာအိပ်ဖြစ်တာပေါ့နော်မနက်ခင်းမှာခီးဆက်စရာလေးရှိပါသေးတယ်ဆက်ကြည့်ပေးကြပါအောင်ဗျာတဲ့ရာဘူတောင်ကြီးပြီးသူ့ဒီရဲ့ပြီးသွားရင်ရာရာအားလုံးကြောဆိုင်လို့ကတဲ့ရာပါ ကျွန်တော်ဆိုလိုက်တဲ့သချင်းလေးလိုပဲပေါ့နော်တ냐ဤနေရခီးစဉ်ဆိုတော့တ냐ဤပြီးသွားပြီဒီနေ့နေခင်း7နာရီကျော်လို့ရှင်ကျွန်တော်တို့ပြန်ရတော့မှာဖြစ်ပါတယ်ဒါပေမဲ့ညနေထိနေလို့ရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ညနေခင်းလောက်ထိနေပါမယ်မနက်စာ break ဖက်ကတော့ဒါကိုစားကျင်တဲ့အချိန်စီစဉ်ခိုင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ ဒါအဲ့ရထထချင်းပေါ့နော်တဲကျုံကိုသွားချင်းလို့မနက်စာကိုပြန်လာမှစားတော့မှဖြစ်ပါတယ်စနစ်နောက်ပိုင်းဆိုရင်ပန်းလောင်မြစ်ကရေလွတ်တယ်ဗျာနေကင်းစနစ်နောက်ပိုင်းဆိုရင်အဲ့တော့မနက်ပိုင်းရေမလွတ်တဲ့ချိန်ရေနှဲနေတဲ့ချိန်မှာတဲကျုံမှာသွားပြီးတော့ဒါရေနှစ်ပိုင်းမဟုတ်ဘူးရေတိမ်ပိုင်းမှာပေါ့နော်အဲနည်းနည်းဟိုရင်ဘက်လောက်တော့ရှိတဲ့နေရာပေါ့နော်ရေနှစ်တဲ့နေရာလည်းရှိတယ်ပေါ့ဗျာအဲ့လိုနေရာမှာအာဒီလှေလော်မယ်ရေသွားကစားကြမှာဖြစ်ပါတယ်ကျွန်တော်တို့ခုသွားနေတဲ့နေရာကိုတော့ဒီဒေသလူတွေကတဲကျုံလို့ခေါ်တယ်ဗျာအဓိကကတော့ဒီပန်းလောင်မြစ်ပါပဲပန်းလောင်မြစ်ကမှရေအောင်ကျမ်းပြင်ကခဲကြီးတဲ့နေရာရှိတယ်တဲရှိတဲ့နေရာရှိအဲ့နေရာမှာတော့တဲပြင်ကြီးပဲရှိပြီးတော့ရေကလည်းရေတိမ်ပိုင်းဆို ော့ရှုခင်းလေးလဲလာတော့အဲ့နေရာမှာရေကစားလို့ရတယ်လှေလို့လို့ရတာမျိုးပေါ့နော်အခုကျွန်တော်ရောက်နေတဲ့နေရာတော့ခဲကျုံလို့ပြောမယ်ဒီနေရာမှာတော့အောက်ကျန်းပြင်ကခဲပေါက်စားတွေကြီးပဲဆိုတော့6လောက်လဲနာတယ်ပေါ့နော်ရေကျနေတော့ဆက်လျာလဲဆက်သွားလို့မရတော့လို့ကျွန်တော်လမ်းလျှောက်ပြီးသွားရတာပါရေနှစ်ပိုင်းမဟုတ်တော့လှေလဲလှော်လို့မရတော့ပါလာတဲ့လေကိုလည်းဆွဲသွားရပါတယ်အဲ့တော့ရှေ့ရောက်မှလှေပိုင်းလှော်မယ်ပေါ့နော်ခဲဆက်သွားလိုက်ပါအောင်ပဲဗျာတဲကျုံဆိုတာကတော့ဒီနေရာလေးကိုပြောတာပါတယ်ဗျာနော်အကျွန်တော်ရှေ့မှာပြောသလိုပါပဲရေအောက်ကျန်းပြင်ကသဲတွေကြီးပဲရှိတယ်ပြီးတော့ရေနှက်တဲ့နေရာတိတ်မရှိဘူးကြောက်တဲ့နေရာလောက်ပဲ

No quiero. No, dale, 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 đây Dale, mira, yo te dejo. ¿Cómo que, cómo que, cómo que? ¿Cómo que, cómo que? ¿Tú la mamá? ¿Tú la mamá? Tôi đó Tôi nên chơi lên lòng Tôi Đó vậy, lát lý lôi à 马马中那种，喂。 ျွန်တော်တို့ဖွဲ့ရတော့အသေးကျွန်းမှာ2နာရီခွဲ3နာရီနီးပါးလောက်ရေကစားခဲ့ကြပါတယ်။ဒါတော့မှဘိုက်စာလာလို့ပြင်ကြတာပေါ့နော်။တော်တော်ပြောစရာကောင်းနေပြန်တော့မပြန်ညူဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့မနေ့ကင်းစာလည်းမစားခဲ့ရဘူးဆိုတော့ပန်းတော်အီကိုလောကစီစဉ်ပေးတဲ့မနက်စာကိုအခုပြန်ရောက်တဲ့နေကင်းမှာမှစားမှာဖြစ်ပါတယ်။ဒါအပြန်မှာပေါ့နော်။ဟိုဆက်လီဘောကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ခုံချပြီးရေမျောမှာပေါ့နော်။ရေချိုးရေဆက်ချိုးကြအောင်မှာပေါ့နော်။ဒီရောက်ခန်နီးပေါ့နော်။တဲခိုးတဲ့နေအောင်ရောက်ခန်နီးလောက်မှာဆက်လီဘောကနေပြီးတော့ခုံချပြီးတော့ရေမျောကြအောင်မှာဖြစ်ပါတယ်။ ရေချောက်တဲ့သူတွေရေမကူးတက်တဲ့ရေမကူးတက်ဘူးဆိုတာရေမကြောက်ရင်တော့မပဲအသက်ကြီးအင်ကြီးပါရဲဆိုတော့အဆင်ပြေတယ်ပေါ့နော်ရေချောက်တဲ့သူတွေအတွက်တော့ဒီခီးစဉ်ကတက်ပြီးပျော်စရာကောင်းမှာမဟုတ်ဘူးဗျဘောင်းတော့ရေချိုးရေစော့ဆက်လီစီလေလော်ရေတဲ့ခုံချရေတခုနေမှာအဓက်ပုံရိုက်အဲ့လိုပေါ့နော်ရေကစားတဲ့ရေကစားရတဲ့နေရာပုံများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ ခုလိုမျိုးရေဆော့ရတာကိုပျော်တဲ့သူတွေဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ပျော်ပါတယ်ပျော်တယ်ဆိုတာထက်ဒါအပန်းပြေခီးစဉ်လေးဆိုတော့အလုံးအပန်းပြေပါတယ်ဒီနေရာကတော့တဲကျွန်းလိုမျိုးရေတိမ်ပိုင်းမဟုတ်ဘောเนาะဒီနေရာကတော့ကမ်းဘေးတောင်မှာပဲဝလုံးတစ်ပြန်နှစ်ပြန်လောက်နှက်ပါတယ်ဒါပေမဲ့အသက်ငယ်အင်ဂျင်နဲ့ဆိုတော့အန်ဒီရောမရှိပါဘူးရေမကြောက်လို့ရှိရင်တော့ဆင်းပြီးရေဆော့လို့ရပါတယ်ရေချိုးလို့ရေကစားလို့ဝါသွားပြီဆိုတော့ကျွန်တော်တို့ဒီတဲလေးထဲမှာမနက်စာကို မနက်စာဆိုရင်နေခင်းမှာစားတာဆိုနေခင်းသာဖြစ်သွားပြီပေါ့နော်ပန်းတော်အီကိုလိုကစီစဉ်ပေးတယ်မနက်စာလေးကဘာကြီးလဲဆိုတာလေးရိုက်ပြပါမယ်ခရမ်းကျင်သီးထောင်းပါမယ်ဒီဘက်ကတော့စိတ်သားမွှကြော်ပေါ့နော်စိတ်သားချောက်မွှကြော်ပေါ့ပြင်ကျုံမွှေကြော်ပါမယ်ပြီးတော့အကျော်ဆုံးလဲပါတယ်လို့သိရတယ်အကျော်ဆုံးတော့မရသေးဘူးဒါအကျော်အရှင်ကြီးဖြစ်မယ်ပေါ့နော်ဘေးကတော့ဝက်ဥချောင်းကြော်ပါ ပန်းလောင်အီကိုလော်ခရီးစဉ်ဗီဒီယိုဒီဗီဒီယိုနဲ့ဆိုရင်ကျွန်တော်၃ပုတ်တင်ပေးထားပါတယ်တညာအိတ်နှစ်ရက်ခရီးစဉ်ပေါ့နော်တဦးကိုတသိန်းနဲ့မှ2000ဖြစ်ပါတယ်ဒါကျွန်တော်တို့သွားတော့ဈေးပေါ့နော်ဈေးကတော့အတက်ကျအပြောင်းလဲရှိနိုင်ပါတယ်တဦးကိုတသိန်း2000မှာနေ့လယ်စာညစာမနက်စာအားလုံးပါပြီးသားအပီးစီပေါ့နော်ကိုထပ်မှားတာမျိုးထပ်ပြီးဟင်းပွဲမှားတာမျိုးအေးမှားတာမျိုးရေဘူးမှားတာမျိုးဆိုရင်တော့ထပ်ပြီးကုန်ကျစရိတ်ရှိမယ်ပေါ့နော်တသိန်း2000ကတော့နေ့လယ်စာမနက်စာညစာပါမယ်ထမင်းစားတဲ့အချိန်မှာရေတွေပါလေးပေးတဲ့လောက်ပေးတယ်အိတ်ဖူတွေပါအကုန်စီစဉ်ပေးတယ်ဆက်လေးတွေပါအကုန်လုံး PC တသိန်းနဲ့မှ2000ပေါ့နော်ကျွန်တော်တို့သွားတော့ဈေးပါစိုင်းပိတ် တော်လေးမှာကလေးတွေကိုပန်းပြေခီးစင်လေးလိုက်ပို့တာပေါ့နော်ဒါဗီဒီယိုတင်တဲ့ချိန်မှာတော့စိုင်ဖွင့်ထားပါပြီစိုင်ပေတော့လိုက်ပို့ထားတဲ့ခီးစင်လေးပေါ့နော်အပန်းပြေခီးစင်လေးဆိုတဲ့အတိုင်းပဲတကယ်အပန်းပြေပြီးတော့ပျော်စရာကောင်းတဲ့ခီးစင်လေးတစ်ခုဖြစ်ခဲ့ပါဗါးတော်တဘာဝအလှတွေလည်းကြည့်ရှုခံစားရတယ်ညာပိုင်းလေးမှာလည်းတကယ်တော်ရဲတောင်ထဲမှာအေးရတဲ့ခံစားမှုလေးခံစားရပြီးတော့ကျွန်တော်တို့တော်တော်ပျော်စရာခီးစင်လေးဖြစ်ခဲ့ပါဗါးတော့ကျွန်တော်တို့ ਨੇ စိတ်တူကူတူဖြစ်လို့ပေါ့နော်စိတ်တူကူတူဖြစ်တဲ့သူမျိုးတွေဒီလိုနေရာလေးတွေခီးသွားတာကြိုက်တဲ့သူတွေဆိုရင်တော့ဒါ တွားကြည့်တဲ့နေရာကြီးတစ်ခုလို့တော့ကျွန်တော်ညွှန်ပေးခြင်းပါတယ်တကယ်ပြောစရာကောင်းပါတယ်ကျွန်တော် caption မှာရေးထားတဲ့အတိုင်းပန်းလောင် eco lot ဆိုပြီးတော့ Facebook မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ရိုက်ချလိုက်မှာဆိုလို့ရှိရင်ပန်းလောင် eco lot ရဲ့ Facebook page တို့ TikTok account တို့တွေ့နိုင်ပါတယ်ဆက်သွယ်မင်းများစုံစမ်းပြီးတော့တွားလို့ရပါတယ်ကြည့်ကျွန်တော်လည်းပြန်ပါပြီပြောရှင်စရာကောင်းတဲ့ခီးစဉ်လေးဖြစ်ခဲ့ပါတယ်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ